ဒါဆိုနောက်တစ်ခုကြည့်အောင်အာဂျာချအာဂျာချဟုတ်ပြီလားဆိုကြည့်အောင်ရေးရင်ကခုနစနဲ့ဒီစနဲ့မတူအဲ့တော့လက်ရင်းနဲ့ရေးလို့ရှိရင်တော့ခုနရေးပြတဲ့နည်းတိုင်းပဲရေးရမယ်ဒါကတော့ပုံနှိပ်စလုံးဟုတ်ပြီနော်ကွန်ပျူတာနဲ့ရိုက်တာပုံနှိပ်စလုံးဖြစ်နေရတဲ့ဒီဒီပုံစံထွက်နေတာအဲ့ဒါကြီးကိုဒီပုံစံရေးလိုက်တူပြီးတော့မှရေးစရာမလိုဘူးဟုတ်ပြီဒါဆိုရင်နောက်တစ်ခုအာဂျာချဟုတ်ပြီဒီစလုံးလေးကိုလည်းကြည့်အောင် คฮอบีนะสรุปคุณเอาคณะลงลิเปลี่ยนเปลี่ยฮะกะนะดะระมะตาสะ ဟုတ်ပြီကနာတာရမဖဆဟုတ်ပြီဒါဆိုရင်နောက်ထပ်ခုနလုံးပြီးတော့နောက်ထပ်၃လုံးအခြားဟုတ်ပြီဒါဆိုကြည့်ရအောင်အဲ့တော့ဒီအာကတော့အလွယ်ဆုံးပဲအဲ့တော့အင်္ဂလိပ်အခေယသလုံး O ရေးလိုက်တာ ਨੇ အတူတူပဲအပေါ်ဝိုင်းသွားမှာ ဝါလုံးဝိုင်းနိုင်လဲရတယ်အမနာဒါဆိုသူ့ကိုဘာလို့ခေါ်မလဲအာသူကတော့တစ်ချက်ထဲပဲဆွဲမှာဆွဲကြည့်အောင်အဲ့တော့ဒီလိုမျိုးလေးဝိုင်းလိုက်ရင်ရပြီတစ်ချက်ထဲပဲဆွဲမှာဟိုဘီသူ့ကိုဘာလို့ခေါ်မလဲအာအဲ့တော့ O ကိုဘာလို့ခေါ်မလဲ O ပုံစံလေးကိုဘာလို့ခေါ်မလဲဆိုရင်အာလို့ခေါ်မယ်။ဟောဘီဝါလုံးလေးဝိုင်းထားတာကိုဘာလို့ခေါ်မလဲဆိုရင်အာလို့ခေါ်မယ်။အဲ့တော့အာပြီးတော့မှလာမယ်ဂျ။ဟုတ်ပြီလားဆိုရင်ဒီရဲ့ဂျနဲ့ ဒီရဲ့ဆနဲ့ကိုကြည့်အောင်အဲ့တော့ဆနဲ့ခြံနဲ့ဘာกว่าလဲအပေါ်မှာမြင်းလေးပိတ်ထားတာပဲกว่าတယ်အဲ့ဒါဆိုရင်အပေါ်မှာမြင်းပိတ်ထားတာပါရင်ခြံမြင်းမပါရင်ဆဒီမျိုးလေးတွဲပြီးမှတ်ထားမယ်စလုံးဒါဆိုရေးကြည့်အောင်ဘယ်လိုဆွဲမလဲဆိုရင်ဘဲကနေညာအပေါ်ကနေအောင်ဒီဂါလေးကိုပဲမြင်းရှည်ရှည်စောင်းစောင်းလေးဆွဲလိုက်မယ်ပြီးတော့ရင်အလေးအနေမြင်းကြောင်ဆွဲမယ်။ထားဘာလို့ခေါ်မလဲ။ကြ။ ။ orbital ဆိုခြာရင်းနည်းလေးပြင်ရင်မယ်။ဘယ်ကနေညာအပေါ်ကနေအောက်တစ်ချက်ပြီးရင်အလျားနေပြန်ဆွဲမယ်။ဒါဆိုခြာရုပ်ခြာရည်တဲ့အခါနှစ်ချက်ဆွဲရမယ်။ဒါဆိုကြည့်အောင်ပြန်ပြီးတော့ဘယ်ကနေညာအပေါ်ကနေအောက်အလျားနေဆွဲဒါဆိုသူ့ကိုဘာလို့ခေါ်မလဲခြာအဲ့တော့ခုနကပုံလေးစလုံးဖြစ်နေလို့တာอืมဒီလိုဖြစ်နေတာ အဲ့ဒါကြီးကိုလိုက်တူပြီးတော့မှဒီပုံစံလိုက်ရေးစရာမလိုဒီပုံစံလိုက်ရေးစရာမလိုဒီလိုမျိုးရေးလို့ရတယ်အဲ့တော့ပြန်ရေးမယ်လေရနေညာအပေါ်ကနေအောင်အလေရနေဆွဲဒါဆိုပြောတော့မယ်ကြအာကြဟုတ်ပြီဒါဆိုရင်တော့ဟုတ်ပြီဒါဆိုဒီကြနဲ့ခြားလေးကြည့်အောင်ကြနဲ့ခြားနဲ့ဘာကွာလဲခြားမှာအပေါ်မှာမြင်းတူလေးပါခဲ့တာရှိမြင်းတူလေးပါခဲ့တာဟုတ်ပြီဒါဆိုရေးရအောင် ဲ့တော့ဘယ်ကနေညာမြင်းလေးအတူလေးမြင်းတို့လေးတကြောင်ဆွဲမယ်ပြီးရင်တော့ဘယ်ကနေညာအပေါ်ကနေအောက်တကြောင်ဆွဲမယ်ပြီးရင်အလေးကနေပြန်ဆွဲမယ်သူ့ကိုဘာလို့ခေါ်မလဲချောက်ဟုတ်ပြီလားဆိုချာရင်းနေလေးဘယ်ကနေညာမြင်းတို့လေးတကြောင်တစ်ချက်ဆွဲမယ်ပြီးရင်ဘယ်ကနေညာအပေါ်ကနေအောက်အော်ဒါဆိုရင်ဒုတိယမြောက်တစ်ချက်ဆွဲမယ်ပြီးရင်နောက်ထပ်အလေးကနေဆွဲမယ်ဘယ်နှချက်လဲဆိုရင်၃ချက် အဲ့တော့ခြာလေးကိုရေဖို့အတွက်မြင်းပန်းနဲ့ကြောင်ဆွဲမလဲဆိုရင်၃ချက်ဆွဲရမယ်ဒါဆိုရင်ဆွဲကြည့်အောင်ဘေးကနေညာဘေးကနေညာပေါ်ကနေအောင်အလဲကနေဆွဲသူ့ကိုဘာလို့ခေါ်မလဲခြာနောက်တစ်ခါဘေးကနေညာဘေးကနေညာပေါ်ကနေအောင်အလဲကနေဆွဲသူ့ကိုဘာလို့ခေါ်မလဲခြာအဲ့တော့အာကြာခြာဒါဆိုရင်ပြန်မှတ်မယ်အဲ့တော့ဘေးကနေညာပေါ်ကနေအောင်ဒါလေးကိုဘာလို့ခေါ်မလဲဂ ။ဟောပြီးနောက်တစ်ခုကအပေါ်ကနေအောင်ဘယ်ကနေညာနာအင်္ဂလိပ်အခရစီပုံစံ၄တောင်ဆွဲမယ်သူကိုဘာလို့ခေါ်မလဲဒါဟောပြီးနောက်တစ်ခုကဘယ်ကနေညာအပေါ်ကနေအောင်ခါပုံစံလေးရေးမယ်ပြီးရင်ဘယ်ကနေညာပြန်ပိတ်ပြန်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကနေအောင်ဘယ်ကနေညာနာလေးပြန်ဆက်ရော့ဂါနာဒါရော့ဟောပြီးဒါဆိုနောက်တစ်ခုအဲအပေါ်ကနေအောင်ဘယ်ကနေညာအပေါ်ကနေအောင် ဆင်းရနေညာဒီလို၄တောင်ပြည့်ကိုမဟောပေးတော့ကိုအပေါ်ကနေအောင်အပေါ်ကနေအောင်ဆေးရနေညာဘေးရနေညာသူ့ကိုဘာလို့ဘာလို့ခေါ်မလဲဆိုရင်ဘလို့ခေါ်မယ်မဘဟောပေးတော့ကိုကအပေါ်ကနေအောင်ကိုယ့်ဘက်ကိုမြင်ဆောင်ဆွဲမယ်ပြီးရင်အပေါ်ကနေအောင်ဆွဲမယ်သူ့ကိုဆဟောပေးတော့ဆိုရင်နောက်တစ်ခုကအင်္ဂလိပ်ရဲ့ခေတ်အိုပုံစံသူ့ကိုအဟောပေးတော့ဆိုရင်ဆလေးကိုဘောကမြင်ပိမ့်မယ် ။လေးရနေညာအပေါ်ကနေအောက်အလေးရနေဆွဲမယ်။ဒါဆိုရင်သူ့နာမည်ကဂျာ။ဟုတ်ပြီဒီဂျာလေးကိုအပေါ်ကမြင်းတူလေးထပ်ထည့်မယ်။ဒါဘာလို့ခေါ်မလဲ။ချာ။ကာနာဒါရာမာဘာဆာအာဂျာချာ။ဟုတ်ပြီဒါဆိုရင်ဆေးလုံးရပါတယ်။ဒါဆိုရင်နောက်ထပ်လေးလုံးထပ်သွားရအောင်။အဘိဓမ္မာဆိုရင်ကာနာဒါရမာဘာဆာ အာကြချက်ဗေဒါဆိုရင်နောက်ထပ်လေးလုံးသွားမယ်ဒါလေးကိုဘာလို့ခေါ်မလဲခဒါဆိုကြည့်ကြည့်အောင်အင်္ဂလိပ်အခေက F ကိုပြောင်းပြန်ရေးထားတာအဲ့တော့ကနန်းခွန်နဲ့သွားရောလို့မရအောင်ကနန်းခွန်ကိုရေးကြတယ်ဗာလဲဆိုရင်ကနန်းခွန်ကိုရေးလို့ရှိရင်ကျတော့ဒီမှာကဖြတ်ဒီမျိုးဖြတ်ပြီးရေးရကနန်းခွန်ကအခုကအဲ့လိုဖြတ်ပြီးရေးလို့မရအောင်ဒီပုံစံလေးအင်္ဂလိပ်အခေက F ဟုတ်နော် F A T ကိုပြောင်းပြန်ရေးထားတာဟုတ်ခလို့ခေါ်မယ်။ OVD လို့ E ပုံစံလေးကိုပါလို့ခေါ်မယ်။ထခထ OVD လို့ရောမအခင်နှစ်ပုံစံဒါကိုပါလို့ခေါ်မယ်။ဖခထဖ OVD ဆိုသူ့ကိုပါလို့ခေါ်မလဲဆိုရင်ဟလို့ခေါ်မယ်။ခထဖဟပြန်ဖတ်ကြည့်မယ်။ဂါနဒရမဘာသအာချာချခထ ဟဟဟုတ်ပြီညဆိုရင်ဒီလေးလုံးရင်းနှီးကြည့်အောင်ဟုတ်ပြီခါရင်းနှီးကြည့်အောင်ဘယ်ကနေညာအပေါ်ကနေအောင်ဆွဲလိုက်မယ်ပြီးရင်ဘယ်ကနေညာမြင်းလေးပြန်ဆွဲမယ်သူ့ဘာလို့ခေါ်မလဲခဟုတ်ပြီညဆိုသူ့ကိုဒီလိုအတဲ့ရေးလဲရတယ်နောက်ထပ်အဲ့လိုမဟုတ်ဘူးဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာဒီလိုဆောင်းဆောင်းလေးရေးရှင်လဲရတယ်အော်နော်ဆောင်းဆောင်းလေးဆိုတော့ဒီအပေါ်ကတော့တက်တက်တန်းတန်းလေးပေါ့အောက်ကိုဆောင်းဆောင်းလေးနဲ့ ဒီလိုမျိုးရေးလေရတာလည်းခါပဲအဲ့လိုမဟုတ်ဘူးဒီလိုအသေးရေးမယ်ဒါလည်းပါလေခသူ့ဒီလိုမြင်းဖြတ်ခဲလို့မရအောင်ဟိုမနော်ဒါလေးကိုဘာလို့ခေါ်မလဲခဟိုပြီးပြန်ဆွဲကြည့်အောင်ဘေယာနေညာအပေါ်ကနေအောက်ပြီးရင်ဘေယာနေညာသူ့ဘာလို့ခေါ်မလဲခဟိုဒီစလုံးလေးကိုခလို့ခေါ်မယ်အင်္ဂလိပ်အခရာ F A G ကိုပြောင်းပြန်ရေးထားတာဒါဆိုသူ့ကိုခ ောက်ပြီးနောက်တစ်ခုကထခပြင်းပါလာမယ်လေဆိုတော့ထထကိုကြည့်အောင်ဘဲရနေညာမြင်းတစ်ချောင်းဆွဲမယ်နောက်ထပ်သူနဲ့အပြိုင်ဘဲရနေညာမြင်းတစ်ချောင်းဆွဲမယ်ပြီးတော့ရင်အပေါ်ကနေအောင်ဘဲရနေညာဆွဲမယ်ဟောပြီးတော့ဘာလို့ခေါ်မလဲထအဲ့တော့အင်္ဂလိပ်အက္ခရာရေးတယ်လို့မျိုးအာအာမရအဲ့လိုရေးလို့မရအောင်ဟိုမျိုးသူ့ရဲ့ရေးနည်းအမှန်ကအဲ့လိုမျိုး e အင်္ဂလိပ်အက္ခရာ e ရေးတယ်လို့သွားရေးလို့မရအောင် သူရဲ့ရင်းနှီးအမှန်သူရဲ့သူတို့ရဲ့စုပ်ချက်တွေအတိုင်းရေးရတာဆိုတော့အဲ့လိုမျိုးသွားရေးလို့မရဘူးဒါဆိုဘယ်လိုဆွဲမလဲဆိုတော့ဘေးကနေညာမြင်းတစ်ကြောင်ဆွဲနောက်ထပ်ဘေးကနေညာမြင်းပြိုင်တစ်ကြောင်ဆွဲဆွဲပြီးပြီဆိုမှနှစ်ချက်ဒါဆိုရင်ဒီမှာတစ်ချက်သူနဲ့မြင်းပြိုင်တစ်ချက်ဒါဆိုနှစ်ချက်ဆွဲပြီးသွားပြီးပြီဆိုရင်ဒီအပေါ်ကနေပြီးရောမှဒီလိုမျိုးနောက်ထပ်ပေါ်ကနေအောင်ဘေးကနေညာနောက်တစ်ချက်ဒီလိုမျိုးသုံးချက်ဆွဲပြီးရမယ် မှန်နော်အဲဆိုတော့ထောက်ရေးခြင်းဒီလိုသုံးချက်ဆွဲမယ်ဒါဆိုပြန်ဆွဲမယ်ဘယ်ကနေညာပြီးရင်ဘယ်ကနေညာမြင်းမြိုင်တဲ့အကြောင်းထပ်ဆွဲမယ်ပြီးရင်အပေါ်ကနေအောင်ဘယ်ကနေညာဟောဘီတူကိုဘာလို့ခေါ်မလဲထောက်နောက်တစ်ခေါက်ဘယ်ကနေညာဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာတူဘာလို့ခေါ်မလဲထောက်တော့ခထခကအင်္ဂလိပ်အခင်က f အကြီးကိုပြောင်းပြန်ရေးထားတာခဒီပုံစံကထောက် ခထမဟုတ်ပြီဆိုနောက်ကုန်သွားမယ်နောက်ကုန်ကဖဖကဘယ်ကနေညာဘောကနေအောင်ဘောကနေအောင်ဘယ်ကနေညာအဲ့တော့ပါလို့ကောင်းမယ်ဖအဲ့တော့ယုံမအခေယယုံမကနန်းနစ်နေတူတယ်ဒါမှမဟုတ်ရင်တချို့ကဟုတ်နော်ဘယ်ကနေညာဆိုမယ်အပေါ်ကနေအောင်အပေါ်ကနေအောင် ဘယ်ကနေညာပြောမခမန်းငားနဲ့လေးရေးလို့ရတယ်အဲ့တော့လေးစနုံပုံလေးပုံလေးစလုံးကွဲတာဖြစ်တဲ့အတွက်ဒီပုံစံနဲ့ရေးလိုက်ရဒီပုံစံနဲ့ရေးလိုက်ရတိုက်တာနဲ့ရေးလို့ရတယ်အဲ့တော့ဒီပုံစံနဲ့ပဲရေးမယ်ပို့ရတော့เนาะဒါဆိုကြည့်ကြအောင်ဘယ်ကနေညာအပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ကနေညာဒါဆိုလို့ရှိရင်သူ့ကိုဘာလို့ခေါ်မလဲဖလို့ခေါ်မယ်ဟုတ်ပြီဒါဆိုဒီဆွေးနွေးကြည့်ကြအောင်ဘယ်ကနေညာတစ်ချက်အပေါ်ကနေအောင် ဒါဆိုနှစ်ချက်ရှိသွားနောက်ထပ်မြင်ပြန်ထပ်ဆွဲဒါဆိုဒီမှာ၃ချက်ရှိသွားပြီ OBD မှာ ပြန်ပိတ်ဘယ်ရနေညာဒါဆိုရင်ဒီဖာလေးကိုဆွဲဖို့အတွက်ဘယ်နှချက်လဲဆိုတော့၄ချက်ဖြစ်သွားမယ်ဒါဆိုရင်ပြန်ဆွဲအောင်ဘယ်ရနေညာအပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ရနေညာဒါတို့ဘာလို့ခေါ်မလဲဆိုရင်ဖာလို့ခေါ်မယ်ခါထဖဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကဟ ဟာကိုကြည့်အောင်ဘယ်အနေညာမြင်းတို့လေးတကြောင်ဆွဲမယ်နောက်တစ်ခုဘယ်အနေညာမြင်းရှည်လေးတကြောင်ဆွဲမယ်ပြီးရင်အာကိုရေးလိုက်မယ်ဒါဆိုရင်ဘာဖြစ်သွားလဲဆိုတော့ဟာဖြစ်သွားတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူ့ကိုနောက်ထပ်တစ်မျိုးဒီအပေါ်ကမြင်းတို့လေးကကြတော့ဒီလိုအသက်ဒီလိုဆွဲထားလဲဟာပဲအဲ့လိုမဟုတ်ဘူးဒီလိုစောင်းပြီးဆွဲမယ်ဒါလည်းပါပဲလေဟာပဲ ဲ့တော့မှတ်ထားရမှာကဒီအဆိုတဲ့စလုံးရဲ့အပေါ်မှာမြင်းနှကြောင်းပါလိုက်ရင်အဲ့ဒါဟာပဲဒီပုံမြင်းလေးရလဲထားတာထောင်ထားတာစောင်းထားတာအဲ့ဒါပါလေဟာပဲခေါ်မယ်။ဟုတ်ပြီဒါဆိုသူ့ရင်းနီလေးဆွဲမယ်။ဒါရေးတဲ့ခါတော့ဒီပုံစံနဲ့ရေးကြရပေါ့ကြည့်အောင်။အဲ့တော့ဘယ်အနေညာမြင်းတို့လေးတစ်ချောင်းကတစ်ချက်ဘယ်အနေညာမြင်းရှင်လေးတစ်ချောင်းကဒုတိယတစ်ချက်ပြီးရင်အောက်ဆွဲလိုက်မယ်။ဒါဆိုဘယ်နှချက်လဲဆိုတော့ 3ချက်ဆွဲရမယ်ဟာဝီပေါ့ဒါဆိုဆွဲကြည့်အောင်ဘယ်ကနေညာဘယ်ကနေညာအောက်ကိုရေးဒါဆိုဘာဖြစ်သွားမလဲဆိုတော့ဟာဖြစ်သွားမယ်ခထဖဟဒါဆိုပြန်ဆွဲကြည့်မယ်ဘယ်ကနေညာအပေါ်ကနေအောက်ဘယ်ကနေညာခဘယ်ကနေညာဘယ်ကနေညာအပေါ်ကနေအောက်ဘယ်ကနေညာထဘယ်ကနေညာ အပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ကနေညာဖောက်ဘယ်ကနေညာဘယ်ကနေညာအောက်ကြီးသူနာမည်ကဟာခါထဖာဟာဒါဆိုရင်စလုံးစုစုပေါင်းဖြီးအောင်နော်ဘီ16လုံးနဲ့ကမူရင်းပြီး16လုံးပြီးသွားပြီဒါဆိုပြန်မှတ်ကြည့်မယ်ကနာ trợ rõ có nó trợ rõ bí nào được cô có rau xoay đây hả rõ bí nào được cô có ဘောနေအောင်ဘယ်ရနေညဘောနေအောင်ဘယ်ရနေညသူကမဘောနေအောင်ဘောနေအောင်ဘယ်ရနေညဘယ်ရနေညဘပြင်အပေါ်နေအောင်ကိုယ့်ဘက်ကိုဆောင်းပြီးဆွဲမယ်ပြီးရင်အလျာနေဆွဲမယ်ဆမပန်းဆအပြီးပြီးရင်နောက်တစ်ခုကအ ပြီးရင်နောက်တစ်ခုကဘယ်ကနေညာပေါ်ကနေအောင်အလဲကနေဆွဲချောက်ဘယ်ကနေညာဘယ်ကနေညာပေါ်ကနေအောင်အလဲကနေဆွဲချောက်ဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာခောက်ဘယ်ကနေညာဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာထောက်ဘယ်ကနေညာအပေါ်ကနေအောင်အပေါ်ကနေအောင်ဘယ်ကနေညာထောက် တယ်အနေညာတယ်အနေညာအာဂူယီဟာခါထာဖာဟာဒါဆိုလို့ရှိရင်စူစူပေါင်းမူရင်းပြီးဆက်လေးလုံးပြီးတော့ပြီဒါဆိုရင်ဒီတင်ခန်းစာမှာတော့ဒီမူရင်းပြီးဆက်လေးလုံးထိပဲလေ့လာကြမယ်ပေါင်းဆက်ပြီး၅လုံးဟုတ်နော်ပေါင်းဆက်ပြီး၅လုံးနဲ့နောက်ပိုင်းကိုနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်